အကယ်၍အင်ယာဈေးနှုန်းတွေဒီလိုဆက်လက်ကျဆင်းနေမယ်ဆိုရင်ရှန်ဟိုင်းမှာရှိတဲ့မိသားစုအများပြားဟာတကယ်ပဲပြိုလဲသွားပါလိမ့်မယ်။ဒီမှာရှိတဲ့မိသားစုတွေရဲ့အနည်းဆုံး၄ပုံတစ်ပုံဟာဒေဝါလီဖြစ်နေပြီးသားပါ။စုချိုးမျိုးတစ်ခုလုံးမှာအိမ်တွေရောင်းထုတ်နေရပြီးအရာအားလုံးပြောင်းလဲသွားပါပြီ။ရှန်ကျန်းမှာရှိတဲ့ဒီအိမ်ကို2021ခုနှစ်မှာ8တသမ4သန်းရွယ်နဲ့ဝယ်ခဲ့တာပါ။ဒီနေ့မှာကျွန်တော်ဒါကို6တသမ4 6သန်းရွယ်နဲ့ရောင်းလိုက်ရပါတယ်။ အိမ်ချင်းဝေကြန့်ရှိသေးတာက6.3တန်းယွမ်ဖြစ်ပြီးဒါကြောင့်ကျွန်တော်ပြန်ရတာ3600ယွမ်ပဲရှိပါတယ်။အိမ်ချမ်းမြေအေးဂျင့်ကိုကော်မရှင်အနေနဲ့ယွမ်ရာကနန်းလောက်ထပ်ပေးရပါသေးတယ်။နောက်ဆုံးမှာကျွန်တော်မှကြန်တာ8000ယွမ်ပဲရှိပါတော့တယ်။ဒါဟာရှန်ကျန်းရဲ့ Bao and Center ရဲ့အဓိကနေရာမှာပါ။အကောင်းဆုံးဒီနေရာတွေကတခုပါ။ကျွန်တော်ဝယ်တော့က test 2 yen meter ကို3200 yuan ဖြစ်ပြီးအထုတ်ထိပ်ရောက်တော့က2 set 2 yen meter ကို2000 yuan အထိတက်သွားခဲ့ပါတယ်။ အခုတော့9000ယွမ်ပဲရှိပါတော့တယ်။ကျွန်တော်၄သန်းယွမ်ကျော် ဆုံရှုံခဲ့ရပါတယ်။အားလုံးကိုတတိပေးကြပါရစေ။အိမ်ချမ်းပြေမဝယ်ကြပါနဲ့တော့။ဘန်နာရေးလုပ်ငန်းနယ်ပယ်ကဘလော့ဂါတယောက်ကအခွန်စစ်ပွဲမပြီးသေးပေမဲ့ဣရင်းအရာစင်းလုံးတွေပြိုလဲနေပြီလို့ပြောပါရစေ။ဒါပေမဲ့မီဒီယာတွေကပြည်သူတွေကိုလှည့်စားနေပါဗျ။အခုမနက်တနအိခွဲနိုင်မှာ Morgan Stanley လို့ဂျင်းဒီမြုံနယ်မှုဘဏ်တွေရဲ့အစီရင်ခံစာတွေကိုဖတ်ပြီးသွားပါရစေ။ ဖတ်ပြီးတဲ့အခါစိုးရိမ်စရာတချို့ရှိလာပါတယ်။ဒီမှာရှိတဲ့မီဒီယာတွေကအလွန်အပြုသဘောဆောင်တဲ့သတင်းတွေဖြန့်နေပေမဲ့ဒါဟာပြည်သူတွေကိုလှည့်စားသလိုဖြစ်မှာကိုစိုးရိမ်ပါတယ်။ American ဟာကုံသွေးရေးစစ်ပွဲမှတစ်ဆင့်ကျွန်တော်တို့ရဲ့အဖိုးတန်ဆုံးပိုင်ဆိုင်မှုဖြစ်တဲ့အိမ်ချမ်းမြေကိုအောင်မြင်စွာဖျက်ဆီးလိုက်ပါပြီ။တင်ဝင်ခံကျင်သည်ဖြစ်စေမဝင်ခံကျင်သည်ဖြစ်စေဒါဟာလက်တွေ့အမှန်ပါ။ဘန်ကာလိုထိတ်တန်းကုမ္ပဏီတွေအပါအဝင်ပုတ်ကလိကအင်ချမ်းမြေဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီကြီးတွေမခံနိုင်တော့ပါဘူး။ stock share ဈေးကွက်ဟာ3000အမှတ်ဝင်းကျင်မှာပိတ်မိနေပါတယ်။မကြသေးခင်နှစ်တွေကစမ်းသစ်တဲ့ဈေးဝါတွေ၊စီမီကွန်ဒက်တာတွေ၊စွမ်းအင်အစ်တလို့ထိတ်တန်းကဏ္ဍတွေက stock share တွေဟာတိတိတတ်တတ်ကျဆင်းသွားခဲ့ပါတယ်။သူက2018ခုနှစ်ကနေ2022ခုနှစ်အတွင်း30ရာခိုင်နှုန်းကြိုတင်ငွေပေးပြီးအိမ်ဝယ်ခဲ့သူတိုင်းဟာအဲ့ဒီကြိုတင်ငွေတွေအငွေ့ပြန်သွားတာကိုမြင်ခဲ့ရပြီးအိမ်ဟာအနှုတ်လက္ခဏာပိုင်ဆိုင်မှု negative asset ဖြစ်သွားပြီး ၎င်းတို့ဟာအိမ်ချင်းဝေကိုဆက်လက်ပေးချေနေရသေးတယ်လို့ပြောပါတယ်။ဒီလူတွေဟာ၎င်းတို့ရဲ့တသက်တာစုဆောင်းငွေအများစုကိုဒီအိမ်ချမ်းမြေတွေထဲထည့်ထားခဲ့ကြတာပါ။အိမ်ချမ်းမြေနဲ့ဆက်ဆက်တဲ့ယုံကြည်မှုရံပုံငွေတွေဒေသဆိုင်ရာအကျွေးယုံကြည်မှုရံပုံငွေတွေလို့အခြားအရာတွေလည်းရှိပါသေးတယ်။ဒါတွေက ချမ်းသာတဲ့ပုံကိုယ်တွေစီကငွေအများပြားကိုယူထားခဲ့ပါတယ်။ Sonron Trust နဲ့ Bank of China Trust လို့ကုမ္ပဏီတွေဟာဒီရက်ထင်ရှားတဲ့ဥပမာတွေပါ။ အခုဆိုရင်ကုံသွေးရေးစစ်ပွဲရဲ့ဒုတိယဆင့်ဟာဆက်လက်ဖြစ်ပေါ်နေပြီးတရုတ်တို့ရဲ့နိုင်ငံခြားကုံသွေးရေးကိုပြစ်မှတ်ထားနေပါတယ်။ American ဟာတရုတ်တို့ရဲ့ကုံသွေးရေးအပူငွေ90ရာခိုင်နှုန်းကိုဖယ်ရှားဖို့ဘာမဆိုလှုပ်ဆောင်ဖို့ဆန္ဒရှိနေပြီးဒါဟာတရုတ်ပြည်သူတွေပေါ်ကြီးမားတဲ့တက်ရောက်မှုရှိပါတယ်။ဒါကြောင့် Trump ပြောတဲ့စကားတွေကအရေးမကြီးပါဘူး။သူဟာတစ်ချိန်မှာပြင်းထန်နိုင်ပြီးနောက်တစ်ချိန်မှာနူးညံ့သွားနိုင်တယ်။ဒါပေမဲ့အဲ့ဒါတွေကအရေးမကြီးပါဘူး။ အရေးကြီးတာကသူ့ရဲ့ရည်မှန်းချက်နဲ့သူတကယ်လှုပ်ဆောင်ခဲ့တဲ့အရာတွေပါ။ရှန်ဟိုင်းမှာအင်ချန်မြေရောင်းချရတာဟာတကယ်ကိုခက်ခဲပါတယ်။အင်ချန်မြေအေဂျင့်တယောက်အနေနဲ့နှစ်90တက်တန်းရှိတဲ့အတွေ့ကြုံရှိပညာရှင်တယောက်အနေနဲ့အနိုင်နိုင်အတင်းထားရပါတယ်။ဖောက်တဲ့တယောက်ကိုအင်ချန်မြေတွေလိုက်ပြခဲ့ပေမဲ့အယောင်ရုံများကအများစုကဗလာကျင်းနေပါတယ်။ရှန်ဟိုင်းမှာ second hand အင်ယာဈေးကွက်ရဲ့ data တွေကိုစစ်ကြည့်လိုက်တော့စည်ရင်းတွေက ထိတ်လန့်စရာပါပဲ။ ကံကောင်းစွာနဲ့ကျွန်တော်ကစိတ်သက်သန်မာတဲ့သူဖြစ်လို့ဒါမှမဟုတ်ရင်အသက်ရှူမွားတော့မှတည်ကြပါရယ်။မယုံမှုဆိုရင်အခုဆိုရှန်ဟိုင်းမှာရောင်းရံစင်းရင်တင်ထားတဲ့အိမ်ချမ်းမြေပိုင်ဆိုင်မှု36000ရှိနေပါပြီလို့ပြောပြပါရယ်။လမ်းပေါ်ကလူ၁၀ယောက်မှ၈ယောက်ကသူတို့ရဲ့အိမ်ချမ်းမြေတွေကို ရောင်းဖို့ကြိုးစားနေကြပါရယ်။အခုလူတွေတွေ့ဆုံတဲ့အခါမင်းအိမ်ကိုဘယ်မှာဝယ်ထားလဲလို့မမေးတော့ပါဘူး။မင်းအိမ်ရောင်းပြီးပြီလားလို့ပဲမေးကြပါရယ်။ ပထမအဆင့်မြို့ကြီးတွေမှာအိမ်ချမ်းမြေဈေးကွက်မကြသေးခင်ကပြိုလဲနေတာလားအားလုံးကဒီအေးဆက်မှုကိုခံစားမိကြပြီးသားပါအခုဒီအေးဆက်မှုဟာလူတိုင်းစီကို ပြန့်နှံ့သွားပါပြီရှန်ဟိုင်းမှာရှိတဲ့လူအများစုဟာအရင်က၎င်းတို့ရဲ့အိမ်ချမ်းမြေပိုင်ဆိုင်မှုတွေကိုဂုဏ်ယူခဲ့ကြပြီမဲ့အခုတော့ဈေးနှုန်းတွေတသန်းရွန်ကနေနှစ်သန်းရွန်အထိကျဆင်းသွားတာကိုထိတ်လန့်နေကြပါတယ်အရင်တုန်းကဒါကိုတိတ်အလေးနဲ့မထားခဲ့ကြပါဘူးတရုတ်တို့က ကျွန်တော်ဒါကို10စတူယန်မီတာကို9000ယွမ်နဲ့ဝယ်ခဲ့ပါတယ်။10000ယွမ်နဲ့ဝယ်ခဲ့ပါတယ်လို့ပြောခဲ့ကြပါတယ်။ဒါပေမဲ့အခုငွေဆုံးရှုံးရတာနစ်နာတယ်မဟုတ်လား။30ရာခိုင်နှုန်းကျဆင်းတဲ့အခါသိတ်ကယူမဆိုင်ပေမဲ့20ရာခိုင်နှုန်းဒါမှမဟုတ်30ရာခိုင်နှုန်းကျဆင်းတဲ့အခါနာကျင်မှုကိုစတင်ခံစားရတော့မှာပါ။အကယ်၍သင်ကရှန်ဟိုင်းမှာအိမ်ရောက်နိုင်မယ်ဆိုရင်အမြန်ရောက်ပြစ်လိုက်ပါ။၈၀၀၀ယွမ်ဒါမှမဟုတ်၁၀၀၀ယွမ်ပို့ရဖို့စက်မထားပါနဲ့။ အခုထိတချို့လူတွေကဈေးနှုန်းတွေပြန်တက်လာလိမ့်မယ်လို့ထင်နေကြပါသေးတယ်။ဒါပေမဲ့အခုဟာရောင်းဖို့အကောင်းဆုံးအခွင့်အရေးပါ။နှစ်နှစ်တွင်ဝယ်မဲ့သူတောင် ရှာမတွေ့နိုင်တော့ပါဘူး။အဲ့ဒီအခါမှာတင်းအိမ်ချမ်းမီဟာတကယ်ရောင်းမထွက်နိုင်တော့တဲ့အရာဖြစ်လာပါလိမ့်မယ်။အိမ်ဝယ်လိုက်ရင်အမျက်ရမယ်ဆိုတဲ့ခင်ဟာပြီးဆုံးသွားပါပြီ။ဒုတိယဒုတိယလက်စင်းရင်းတွေကိုလည်းကြည့်ရင်အဲ့ဒီစင်းရင်းတွေဟာတစ်ဆက်တည်းတိုးလာနေပြီမဲ့အိမ်ချမ်းမီလာကြည့်တဲ့သူတွေကတဖြည်းဖြည်းနည်းလာနေပါတယ်။ ဈေးနှုန်းလျှော့ချထားလဲဝယ်သူတွေကိုဆွဲဆောင်နိုင်မှာမဟုတ်ပါဘူး။ပိုင်ရှင်တွေက၎င်းတို့ရဲ့ဈေးနှုန်းကိုတင်းတင်းကြပ်ကြပ်ထိန်းထားပြီးအိမ်ချမ်းမြေတွေဟာလာပေါင်းများစွာရောင်းမထွက်ပဲတခါမှလာကြည့်ရတဲ့သူမရှိတဲ့ဖြစ်ရပ်တွေကိုအများကြီးမြင်ပူပါရတယ်။အိမ်ပိုင်ရှင်တွေကပို့ပြီးရောင်းရအောင်စူးစမ်းနေကြပါတယ်။တရုတ်နိုင်ငံတဝမ်းမှာလူတွေဟာအိမ်တွေရောင်းထုတ်နေကြပါတယ်။အခုဆိုရင်အိမ်ချမ်းမြေတွေအများပြားရောင်းရန်ရှိနေပြီးလူတွေက နေရာအနှံ့မှာရောင်းထုတ်နေကြပါတယ်။ ဒါပေမဲ့ရှန်ချန်းလိုနေရာမှာဝယ်ယူသူတွေကအလွန်နှဲပါနေပါတယ်။ရောင်းထုတ်နေတာက second hand ingredient မဟုတ်ပါဘူး။အစ်စ်တီဆောက်ထားတဲ့အင်အားစီမံကိန်းပေါင်း400ကျော်လည်းရှိနေပါတယ်။ဒီဝယ်သူတွေအားလုံးဘယ်ကလာမှာလဲ။တချို့အင်ချမ်းမြေတွေဟာယွမ်သိန်းရာချီရှိပြီးဈေးကျသွားပြီးတာတောင်ရောင်းမထွက်သေးပါဘူး။ဒါဟာလွန်ခဲ့တဲ့9နှစ်ကဖြစ်ခဲ့မယ်ဆိုရင်ဒီလိုအခြေအနေဖြစ်လာလိမ့်မယ်လို့ဘယ်သူထင်ထားမှာလဲ။မှတ်ချက်ပေးသူတယောက်ကဒါကိုလုံးဝမမျှော်လင့်ခဲ့ပါဘူး။ တညာတွင်တရုတ်နိုင်ငံသားအားလုံးအိမ်တွေကိုအပြင်းထန်ရောင်းထုတ်ဖို့ကြိုးစားနေတယ်လို့ဖြစ်သွားပါတယ်လို့ပြောပါတယ်။ဒါအားလုံးဟာကုန်သွယ်ရေးစစ်ပွဲစတင်ပြီးချိန်မှာဖြစ်ပေါ်လာတာပါ။တရုတ်နဲ့အမေရိကန်တို့ထိတ်တိုက်ရင်ဆိုင်မှုကြောင့်အိမ်ခြံမြေတွေကို ထိတ်လန့်ပြီးအလင်းမြန်ရောင်းထုတ်မှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ဒီလိုဆက်ဖြစ်နေမယ်ဆိုရင်အိမ်ခြံမြေဈေးကွက်ဟာလုံးဝပြိုလဲသွားပါလိမ့်မယ်။ဒါပေမဲ့အစိုးဆုံးထိခိုက်ခံရသူတွေကတော့မကြသေးခင်ကမှအိမ်ဝယ်ထားသူတွေပါ ၎င်းတို့မှာတုံ့ပြန်မှုအချိန်မရှိခဲ့ပါဘူးဈေးကွက်ထိတ်ဆုံးရောက်နေတဲ့အချိန်မှာဝယ်ခဲ့ကြပြီးအခုထွက်လန်းမရှိတော့ပါဘူး2023ခုနှစ်ကုန်မှာဂျုံဂျုံမှာအိမ်တလုံးဝယ်ခဲ့ပါတယ်အမေနဲ့ပူနေပြီးပိုးအဆင်ပြေမယ်လို့ထင်ခဲ့တာဒါပေမဲ့အခုတကယ်ကိုနောင်တရမိပါတယ်ကိုကိုကိုအပြစ်တင်နေပြီမဲ့အခုတော့နောက်ကျသွားပါပြီအိမ်ကိုဝယ်ပြီးသွားပြီအခုဘာမှမတတ်နိုင်တော့ပါဘူးတလောက်ကို3000ယွမ်ပေးချေရမှာဖြစ်ပြီး ကျွန်တော်ကကြိုတင်ငွေနည်းနည်းပဲပေးထားတာမို့ဖိအားကမလွယ်ကူလှပါဘူး။ငွေပေးချိန်မှု၅ချိန်ကျော်လွဲချော်ခဲ့ပြီးအမြဲတမ်းစိတ်ပူနေရပါတယ်။ထမင်းလည်းမစားနိုင်သလိုအိတ်လိုလည်းမပြောတော့ပါဘူး။မှတ်ချက်ပေးသူတယောက်ကအခွန်စစ်ပွဲကြောင့်အိမ်ချမ်းမြေဈေးကွက်ပြိုလဲသွားတာနဲ့အမျှလက်လီစတိုးဆိုင်တွေရဲ့အခြေအနေကပိုဆိုးတယ်လို့ပြောပါတယ်။ဒီမှာ၅တန်းကနေ6တန်းရံတွန်းမှုရှိတဲ့အိမ်ချမ်းမြေတွေပျောက်ကွယ်သွားပါပြီ။ခုနှစ်တန်းကနေ၈တန်းတန်မှုရှိတဲ့ပိုကြီးတဲ့စီးပွားဖြစ်နေရာတွေလည်းပျောက်သွားပါပြီ။ ဒီလမ်းမှာရွံတန်းပေါင်းများစွာရင်းနှီးမြှုပ်နှံမှုတွေအားလုံးဆုံးရှုံးသွားခဲ့ပါတယ်။ဒါဟာလွန်ခဲ့တဲ့နှစ်အနေငယ်ကရှန်ချန်းကချမ်းသာတဲ့သူတွေဒီထိတ်တန်းစီးပွားဖြစ်အေဂျင်တွေကိုရောက်ဖို့အပြင်းထန်ရှင်ပြိုင်ခဲ့ကြတဲ့နေရာပါ။အခုတော့ဒါဟာကြီးမားတဲ့ဟာသာတစ်ခုကြီးမားတဲ့ကြာရှုံးမှုတစ်ခုနဲ့နာကျင်စရာသင်ကန်းသာတစ်ခုဖြစ်လာခဲ့ပါတယ်။ပတ်ဝန်းကျင်ကိုကြည့်လိုက်ရင်သေဆုံးနေတဲ့နေရာတစ်ခုကိုမြင်ရမယ်။အခုစနေတနေ့ကနေဖြစ်ပေမဲ့လူတယောက်မှမမြင်ရပါဘူး။ ဒီဈေးဝယ်စင်တာတစ်ခုလုံးမှာရွှန်တန်းရချီရင်းနှီးမြှုပ်နှံထားပြီးဒါဟာတရုတ်တောင်ပိုင်းမှာအကြီးဆုံးစီးပွားဖြစ်နေရာတစ်ခုဖြစ်လာဖို့ကြီးမန်းထားခဲ့တာပါ Store line မျိုးစားအလုံးကိုလွှမ်းခြုံဖို့ကြီးရွယ်ထားခဲ့တာပါအခုသင်မြင်နေရတာကရှန်ကျန်းမှာစီးပွားရေးအခြေအနေရဲ့အမှန်တရားပါဝေးများပြားရင်းနှီးမြှုပ်နှံထားတဲ့ဘာဘီကျူးစားတော့ဆိုင်ပိုင်ရှင်တယောက်ဟာဆိုင်ထဲမှာလူမရှိတဲ့အခြေအနေနဲ့ရင်ဆိုင်ရတဲ့အခါပြိုလဲလူနီးပါးဖြစ်သွားခဲ့ပါတယ်။ဒီလုပ်ငန်းကတကယ်ကိုခက်ခဲပါတယ်။ ည6နာရီခန့်က order တစ်ခုပဲရခဲ့ပြီးအဲ့ဒါကလည်းယွမ်300ပဲရှိပါတယ်မီတာ2မီတာရှိတဲ့မီးဘို3ခုပြင်ဆင်ထားပြီးမျောလင်းချက်အပြည့်နဲ့စားလုပ်ခဲ့ပေမဲ့အခုတော့အရာအလုံးစိတ်ပြက်စရာပါပဲလုပ်ငန်းလည်ပတ်နေရတာကကျွန်တော်ရဲ့ကျန်းမာရေးကိုတော့ထိခိုက်လာနေပါပြီမှတ်ချက်ပေးသူတယောက်ကထူးဆန်းတဲ့အရာတွေပိုများလာနေတယ်လို့ပြောပါတယ်အိမ်ချမ်းမြင်းနဲ့စီးပွားဖြစ်နေရာတွေပြိုလဲနေတာလည်းမဟုတ်ဘူးအခြေခံလိုအပ်ချက်တွေတောင်ရောင်းမထွက်တော့ပါဘူး ဆန်တဲ့ခောက်ဆွဲလုပ်ငန်းလုပ်နေတဲ့ဖောက်တဲ့တယောက်ကသူ့ရဲ့ဒီနှစ်အကြောင်းဟာမဖြစ်မနေနေပါနေတယ်လို့ပြောပါရယ်။နောက်ဆုံးစည်ရင်စရာတွေကဆန်တဲ့ခောက်ဆွဲအကြောင်းဟာကြာဆင်းနေပါရယ်။ကျွန်တော်နားမလဲပါဘူး။စားတော့မှုကြာဆင်းနေတယ်ဆိုတာနားလဲပါရယ်။လူတွေကဟေးသီးဟွင်းရက်နဲ့အသားတွေမစားတော့တာလည်းဖြစ်နိုင်ပါရယ်။ဒါပေမဲ့ဆန်ကတော့လူတိုင်းစားရမှာမဟုတ်လား။ဘာတွေဖြစ်နေတာလဲမသိတော့ပါဘူးလို့ကြီးတွားပြပါရယ်။ မှတ်ချက်ပေးသူတယောက်ကအလောက်ရှာဖွေရတာဟာရခင်ကထက်ပိုခက်ခဲလာတယ်လို့ပြောပါတယ်။ဒါကိုကိုယ်တိုင်မခံစားဘူးသူတွေကဘလောက်ဆိုးရွားလဲမသိနိုင်ပါဘူး။ဒီနှစ်မှာဘလောက်ခက်ခဲလဲဆိုတာဥပမာပေးရမယ်ဆိုရင်ကျွန်တော်ရဲ့တငယ်ချင်းရဲ့ဇနီးဟာသူ့ကိုနှစ်နှစ်လောက်ထားခဲ့ပြီးပြန်လာတဲ့အခါအပြင်မှာပိုခက်ခဲတယ်လို့ပြောပါတယ်။၂025ခုနှစ်မှာနောက်ဆုံးပေါ်ဘေးရနေရကတော့ကွမ်ဂျိုးမှာအလောက်ရှာဖွေရတာပါ။မယုံဘူးဆိုရင်လက်မှတ်ဝယ်ပြီး25နာရီရထားစီပြီးကိုယ်တိုင်လာခံစားကြည့်ပါ။ ဒီမှာလှုပ်ရှားကြည့်တဲ့အခါအခွင့်လန်းတွေများပြားပုံပေါ်ဝင်မယ်။နေရာတိုင်းမှာနယံတွေနဲ့တိုက်မိနေရပါတယ်။လစာတွေကလည်းနေပါနေပါတယ်။ကျွန်တော်အခုဆို9ရက်10ရက်လောက်အလုပ်လက်မဲ့ဖြစ်နေပြီးနေ့တိုင်းမယုံနိုင်လောက်အောင်ဖိအားများနေပါတယ်။ဘဝမှာညှို့လင်းချက်မရှိတော့သလိုခံစားရပါတယ်။စူးစမ်းကြည့်ကြပေမဲ့ဘယ်ကဆရာမှန်းမသိတော့ပါဘူး။ကျွန်တော်လုံနိုင်တာကစူတောင်းထားတဲ့ငွေတွေ တဖြည်းဖြည်းကုန်လာတာကိုကြည့်ပြီးစိတ်ဓာတ်ကျလာတာပါပဲ နိုင်ဘူမှာအခုဖြစ်နေတဲ့အခြေအနေကိုပြောပြရမယ်ဆိုရင်လုပ်ငန်းပိုင်ရှင်တွေအကြီးဖြစ်စေအငယ်ဖြစ်စေအားလုံးကဝန်ထမ်းတွေကိုအလုပ်ထုတ်နေကြပါတယ်။တထေးတွေအများစုဟာအကျွေးတွေနဲ့နေမွန်ပြီးဒေဝါလီခံရဖို့အနည်းဆုံးမှာရှိနေကြပါတယ်။၎င်းတို့ဟာအိမ်တွေကားတွေသူတို့ပိုင်ဆိုင်ထားတဲ့ဘာပဲဖြစ်ဖြစ်အပေါင်ထားပြီး credit card တွေကိုအားကိုးပြီးရုံးကန်နေရပါတယ်။လွန်ခဲ့တဲ့ရက်အနည်းငယ်ကတငယ်ချင်းတစ်ယောက်ကပြောတာက လွန်ခဲ့တဲ့နှစ်အနည်းငယ်က၎င်းတို့ရဲ့မိသားစုဟာဆိုင်ကန်းအနည်းငယ်ကငှားရန်ကကနေတက်တောင့်တက်တာနဲ့နေထိုင်နေခဲ့ပါတယ်။အခုတော့ဆိုင်ကန်းတွေအားလုံးဗလာချင်းနေပြီးအရင်ကအိမ်ချင်းဝေကိုဖြည့်စီးပြီးပိုတောင်ကြံခဲ့သေးတဲ့အခြေအနေဟာအခုငှားမရတော့တဲ့အခြေအနေဖြစ်လာပါတယ်။1980နဲ့1990ပြည့်လွန်နှစ်မွေးဖွားသူတွေဟာအများစုကလစာတလားရရင်တလားစာသုံးနေရပါတယ်။တလားကိုရွှန်းရာကနန်းလောက်ပဲရှာနိုင်ပြီး အဲ့ဒါကအကျွေးတွေကိုဖာထေးဖို့တောင်မလုံလောက်ပါဘူး။နိုင်ပုံမှာလူတွေကသုံးဆွဲခြင်းစိတ်မရှိတာမဟုတ်ဘူး။တကယ်ကသုံးဆွဲဖို့ငွေမရှိကြတာပါ။ online မှာ2020ခုနှစ်မှာနိုင်ပုံမှာတဦးချင်းစီရဲ့ပြန်ပြစုဆောင်ငွေဟာ3800ယွမ်ဖြစ်ပေမဲ့တကယ်တမ်းမှာလူအများစုကဒီပြန်ပြထဲမှာပါဝင်ရုံပါပဲ။ဒီလိုပတ်ဝန်းကျင်မှာအကယ်၍တင့်မှာအကျွေးမရှိဘူးဆိုရင်တင်ဟာအောင်မြင်တဲ့သူတယောက်ဖြစ်သတ်မှတ်ခံရပါတယ်။ ဒါဟာကျွန်တော်တို့နိုင်ပူနေထိုင်သူတွေရဲ့တကယ့်အခြေအနေပါမှတ်ချက်ပေးသူတယောက်ကအခုတရုတ်မှာဒါဟာအမှန်ပဲလို့ပြောပါတယ်အကယ်၍တင့်မှာအိမ်ချင်းဝေဒါမှမဟုတ်ကားချင်းဝေမရှိပဲဝင်ဝေရှိနေသေးတယ်ဆိုရင်တင်ဟာတကယ်ကိုအောင်မြင်တဲ့သူတယောက်ဖြစ်သတ်မှတ်ခံရပါမယ်အရင်ကအိမ်ချမ်းပြေအေဂျင့်ဖြစ်ဝေရှာခဲ့တဲ့တချို့လူတွေဟာဈေးကွက်ပြိုလဲမှုကြောင့်လုပ်ငန်းပြောင်းမှုဒါမှမဟုတ်ရင်းနှီးမြှုပ်နှံမှုစူးစမ်းခဲ့ကြပြီမဲ့နောက်ဆုံးမှာပိုပြီးဆုံးရှုံးသွားခဲ့ပါတယ် ကျွန်တော်ဝူဟန်မှာအိမ်တလုံးဝယ်တုန်းကကျွန်တော်ကိုရောင်းပေးခဲ့တဲ့အိမ်ချမ်းပြေအေဂျင့်ဟာကျွန်တော်ထက်အသက်သိမ့်မကြီးပါဘူးအဲ့ဒီချိန်တုန်းကသူဟာအဲ့ဒီခရိုင်ရဲ့ area manager ဖြစ်နေပြီးသူ့ရဲ့နှစ်စဉ်လစာက၄သိန်းကနေ၅သိန်းရွာလောက်ရှိပါတယ်သူဟာဝူဟန်မှာအိမ်သုံးလုံးကိုဘာမှအကူအညီမပါဘဲဝယ်ထားခဲ့ပါတယ်မကြသေးခင်ကသူ့ကိုတစ်တော်မှတွေ့လိုက်ရတော့မြုံနိုင်လောက်အောင်ပါပဲသူဟာသူ့ရဲ့ကြေးလက်မွေးရဲ့ဇာတိကိုပြန်သွားနေထိုင်နေပါပြီကျွန်တော်အရန်အံ့ဩသွားပါတယ် သူ့မှာဝူဟန်မှာအိမ်ရှိတယ်ကားရှိတယ်လစာကောင်းပါတယ်ဘလို့ဖြစ်ပြီးရုတ်တရက်ဇာတိမျိုးကိုပြန်သွားနိုင်ပါလဲသူ့ရဲ့တခြား TikTok ဗီဒီယိုတွေကိုကြည့်လိုက်တော့သူဟာသူ့ရဲ့အိမ်ချမ်းမြေတွေအားလုံးကိုအပေါင်ထားပြီးဂျင်းနီမြုပ်နှံမှုသုံးတန်းရန်ချေးခဲ့တာကိုတွေ့ရပါတယ်နောက်ဆုံးမှာအားလုံးဆုံးရှုံးသွားပါတယ်ပြီးတော့တခြားဂျင်းနီမြုပ်နှံမှု project တွေလုပ်ခဲ့ပြီးနောက်ထပ်နှစ်တန်းရွံဆုံးရှုံးခဲ့ပါတယ်စုစုပေါင်း၅တန်းရွံကျော်ဆုံးရှုံးသွားပါတယ် တစ်တော့မှာသူ့ကိုမမြင်ခဲ့ရရင် သူပြောပြတာကိုမကြားခဲ့ရရင်ဒါဟာအမှန်ဖြစ်မယ်လို့ယုံနိုင်စရာမရှိပါဘူးတရုတ်နိုင်ငံကဘန်နာရေးလုပ်ငန်းနယ်ပယ်ကမှတ်ချက်ပေးသူတယောက်ကအခုတရုတ်ရဲ့စီးပွားရေးခြေနေဟာအလွန်အန္တရာယ်များတယ်လို့ပြောပါတယ်အစိုးရမှာကောင်းမွန်တဲ့ဖြည့်ရှင်းနည်းတွေမရှိပုံပါပဲသူကရင်းနှီးမြှုပ်နှံမှုတွေဒါမှမဟုတ်လုပ်ငန်းတွေလဲပတ်တဲ့အခါအားလုံးကိုစိတ်အေးအေးထားဖို့အကြံပေးပါတယ် အစိုးရဒါမှမဟုတ်လူမှုမီဒီယာရဲ့ဝါဒဖြန့်ချီရေးတွေကိုအလွယ်တကူမယုံကြဖို့တတိပေးပါတယ်အမေရိကန်ရဲ့တရုတ်ပေါ်ခွန်တွေနဲ့ပတ်သက်လို့အကယ်၍သင်ကလုပ်ငန်းရှင်တယောက်ဆိုရင် လူမှုမီဒီယာကခွဲခြမ်းစိတ်ဖြာမှုတွေကိုပဲအာမကိုတင်ပါဘူးအကြံပြုကျင်တာကထရမ့်ရဲ့စီးပွားရေးအကြံပေးစတီဖန်မေလာရေးသားတဲ့အစီရင်ခံစာကိုအလေးအနက်ဖတ်ကြည့်ဖို့ပါ။သူဟာဟက်ဆန်ဘယ်ကပီတယ်ရဲ့ဘျူဟာချမှတ်ရေးအရာရှိချုပ်လေးပဲဖြစ်ပါတယ်။ 2024ခုနှစ်ဒီဇင်ဘာလမှာသူကအမေရိကန်အစိုးရထံကမ္ဘာကုန်သွယ်ရေးစီးပွားရေးအစီအစဉ်ကိုပြန်လည်ဖွဲ့စည်းဖို့အစီရင်ခံစာတစ်ခုရေးသားခဲ့ပါတယ်။အဲဒီမှာအခွန်ဆိုင်ရာပြဿနာတွေကိုအလွန်ရှင်းလင်းစွာ ရှင်းပြထားပါတယ်။ဒါကိုဖတ်ကြည့်ရင်အခွန်တွေတွန်းပြမှုဖြူဟာသူ့ရဲ့အစီရင်ခံစာမှာဖော်ပြထားတဲ့အတိုင်းပဲဖြစ်နေတာကိုတွေ့ရပါမယ်။ဒီမှာနားလည်မှု လွဲတာတချို့ ရှိလာပါတယ်။ဒါကိုအားလုံးကကြိုတင် နားလည်ထားဖို့အရေးကြီးတယ်လို့ထင်ပါတယ်။သူက အမေရိကန်ဟာတရုတ်ရဲ့စီးပွားရေးကို အသေးစိတ်နားလည်ထားတယ်လို့ပြောပါတယ်။ပထမဆုံးသတိပြုရမှာကတရုတ်ရဲ့စီးပွားရေးဟာအဓိကအဖြစ်တင်ပို့မှုမောင်းနှင်တဲ့စီးပွားရေးဖြစ်ပါတယ်။တရုတ်ကိုကုမ္ပဏီတစ်ခုလို့တွေးကြည့်မယ်ဆိုရင် သူ့ရဲ့တကယ့်ဝင်ငွေဟာတင်ပို့မှုကနေရရှိတဲ့အရာပါ။တရုတ်ရဲ့စီးပွားရေးဟာတင်ပို့မှုမောင်းနှင်တဲ့စီးပွားရေးဖြစ်တယ်ဆိုတာကိုသိထားဖို့အရေးကြီးပါတယ်။ဒုတိယအချက်ကတော့တရုတ်ဟာနိုင်ငံခြားငွေလဲလှယ်မှုထိန်းချုပ်မှုဒါမှမဟုတ်အရင်းအနှီးထိန်းချုပ်မှုရှိတဲ့နိုင်ငံဖြစ်ပါတယ်။ ဒါရဲ့အဓိပ္ပာယ်ကတရုတ်နိုင်ငံတဲကိုငွေတစ်ခုဝင်လာပြီဆိုရင်အဲ့ဒါကိုပြန်ထုတ်ဖို့အလွန်ခက်ခဲတယ်ဆိုတာပါဒါဟာတရုတ်နိုင်ငံဟာလွန်ခဲ့တဲ့ဆယ်စုနှစ်အနည်းငယ်တွင်ဖွံ့ဖြိုးတိုးတက်လာနိုင်ခဲ့တဲ့အကြောင်းအမျိုးမျိုးတွေကတခုပါအဓိကကတော့အရင်းအနှီးတွေကိုပိတ်ဆို့ထားပြီးကိုယ်ပိုင် စီးပွားရေးကိုဖွံ့ဖြိုးအောင်လှုပ်ဆောင်ခဲ့တာပါဒီအချက်နှစ်ခုဟာအရေးပါပြီးအခုဆိုရင်ခွန်တွေတိုးမြင့်လာမှုနဲ့အတူအမေရိကန်ဟာဒီအချက်နှစ်ခုကိုပြစ်မှတ်ထားနေပါတယ် ထရမ့်ဟာအခွန်တွေကိုရိုးရှင်းစွာတိုးမြင့်နေတာမဟုတ်ပါဘူး။သူ့ရဲ့ရည်ရချက်ကထုတ်လုပ်မှုကိုအမေရိကန်ပြည်ထောင်စုရဲပြန်ယူလာဖို့ဒါမှမဟုတ်အမေရိကန်စီးပွားရေးနဲ့အလောက်ကင်နှုံးကိုမြင့်တင်ဖို့တွေမဟုတ်ပါဘူး။ဒါဟာသူ့ရဲ့ရည်မှန်းချက်ရဲ့တစ်စိတ်တစ်ပိုင်းပဲဖြစ်ပါတယ်။ပိုရေးကြည့်တဲ့ထဲသွင်းစဉ်းစားမှုကတော့သူ့ရဲ့အာရုံစိုက်မှုဟာအဓိကအဖြစ်အမေရိကန်ရဲ့အမျိုးသားလုံခြုံရေးပေါ်မှာဖြစ်ပါတယ်။သူယုံကြည်တာကလက်ရှိထောက်ပံ့ရေးကွင်းဆက်ဟာတရုတ်ပေါ်မှာအလွန်မင်းမိခုံနေရပါတယ်။ဒါဟာသူတယောက်တည်းမဟုတ်ပါဘူး။ ူ့ရဲ့မဟာမိတ်နိုင်ငံတွေလည်းတရုတ်ပေါ်မှာမိခိုနေရပါတယ်။ဒါကြောင့်အမေရိကန်ဟာအခုဆိုရင်ကမ္ဘာစီးပွားရေးပေါင်းစည်းမှုကိုဖယ်ရှားဖို့ဒီ globalization ကိုဦးတည်နေပါတယ်။ဒါရဲ့ရိုးရှင်းတဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့အနာဂတ်မှာထောက်ပံ့ရေးကွင်းဆက်တွေကိုကွဲပြားအောင်ဖန်တီးဖို့ပါ။အမေရိကန်အနေနဲ့ကမ္ဘာတစ်ခုလုံးဟာတရုတ်ကတခုပြီးသောထောက်ပံ့ရေးကွင်းဆက်ပေါ်မှာမိခိုနေတာကိုမလိုချင်ပါဘူး။အမေရိကန်ဟာကမ္ဘာတစ်ဝှမ်းမှာဖြန့်ကျက်ထားတဲ့ထောက်ပံ့ရေးကွင်းဆက်ကိုပြန်လည်တည်ဆောက်ချင်ပါတယ်။ ဒါဟာပုံမိုလုံးကျုံပဲလို့၎င်းတို့ကယုံကြည်လာပါတယ်။ထရန့်ကတကယ့်ရည်မှန်းချက်ကအမေရိကန်အတွက်ကမ္ဘာကုန်သွယ်ရေးစီးပွားရေးအစီအစဉ်ကို ပြန်လည်ပုံဖော်ဖို့ပါ။အရေးအကြီးဆုံးကတော့အစုလိုက်အများကြီးကုန်သွယ်ရေးပစ္စည်းတွေ Bulk Commodities ဖြစ်ပါတယ်။နေစဉ်သုံးပစ္စည်းတွေဒါမှမဟုတ်သင်းငယ်တဲ့ထုတ်ကုန်တွေမဟုတ်ပါဘူး။ပရိဘောကတတ်ထုတွေကျန်းမာရေးစောင့်ရှောက်မှု CB ကွန်တက်တာလို့အစုလိုက်အများကြီးကုန်သွယ်ရေးပစ္စည်းတွေနဲ့ဆက်ဆက်နေတဲ့စက်မှုလုပ်ငန်းအတွက် ဒီရဲ့တက်ရောက်မှုဟာအလွန်ကြီးမားပါတယ်။၎င်းတို့ဟာနောက်ဘယ်ကိုဆက်သွားရမလဲဆိုတာမသိကြတော့ပါဘူး။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။